ောင်လေးမင်္ဂလာပါမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါမောင်လေးဒီနေ့ကျမပြုလုပ်တဲ့ဒီအာစရိယပူဇော်ပွဲရဆိုရင်ပထမဦးဆုံးချိန်ကျမပြုလုပ်တာလို့သိရပါတယ်။ဒီတော့ဒီနေ့ကျမရဲ့ခန္ဓာမှာဆိုရင်မောင်လေးနေနေပေါ့နော်။ဘယ်ပိုင်းခန္ဓာကနေပြီးတော့ပါဝင်ယူပါဝင်ပြီးတော့ပေါ့နော်။တာဝန်ယူကိုကြီးဆောင်ရဲ့ပေးထားလဲဆိုတာသိပါစေရှင်။ဟုတ်ကဲ့ကျွန်တော်ကတော့ဟိုဟာလွန်ခဲ့တဲ့ coronation လောက်ကခွဲခွာနေတဲ့တငယ်ချင်းတွေအားလုံးပြန်ပြီးတော့စုဆောင်ပြီးတော့တွေ့ contact လုပ်ရတဲ့အပိုင်းအတော်ဝင်ယူရတယ်ပေါ့နော်။ပြီးတော့လို့ရှိရင်သူတို့ကြီးကနေပြီးတော့ကျွန်တော်ဒီပွဲကြီးဖြစ်မြောက်ဖို့အတွက်ဘန်နာငွေတွေပါတယ်အဲ့လို လိုက်လိုက်လံဆူဆောင်းရတဲ့အပိုင်းမှာတောင်းရကြပါတယ် ဟုတ်ကဲ့ပါဒါဆိုရင်ကိုယ့်ရဲ့ဒါចောင်းသားအောင်နေနဲ့ပြန်ပြီးတော့ဒီဆက်သွယ်ပြီးတော့စုစည်းရရဲဆိုရတဲ့တကယ်တော့အနေငယ်တော့ခက်ခဲတဲ့ကိစ္စတခုပါဒီတော့မောင်လေးနေနဲ့ဒီနေ့အခမ်းအနားမှာအခုလိုမျိုးအအောင်မြင်မြင်နဲ့ကိုယ့်ရဲ့ចောင်းသားចောင်းသားဟောင်းတော်တော်များများဆုံးလင်အောင်လို့ဘယ်လိုမျိုးစုစည်းလို့ဆောင်ခဲ့လဲဆိုရလဲသိချင်ပါတယ်ရှင်ဟုတ်ကဲ့အဓိကတငယ်ချင်းတွေစုဆောင်တာအခုဒီဘက်ခင်မှာအရန်လွယ်လေကျွန်တော်တို့မှာ Facebook ဆိုတဲ့လူမှုကွန်ရက်ကြီးတခုလုံးရှိနေတဲ့ကြောင့်မလို့ကျွန်တော်တို့ Facebook မှာရှိနေတဲ့ဟိုအနည်းဆက်ဆုံးတငယ်ချင်းတွေနဲ့ဆက်သွယ်တယ်ငါတို့တွေအခုဒီလိုဆရာကတော့ပွဲလောက်တော့မယ်ဆိုပြီးတော့ပြောတယ်ပြီးတော့အဲ့တငယ်ချင်းတွေမှာတို့တွေနဲ့နှိစက်ရနှိစက်ရတငယ်ချင်းတွေ အကုန်လုံးရပြီးတော့ကျွန်တော်စူစောင်းမိသွားပေါ့စူစောင်းမိသွားပြီးတော့ကျွန်တော်တို့ Facebook မှာအဲကျွန်တော်တို့ဒီ INC West Yangon University INC group ဆိုပြီးတော့ဖွဲ့ထားလိုက်တယ်ဖွဲ့ထားလိုက်တော့အဲ့တဲဝင်ဝင်လာတဲ့တငယ်ချင်းတွေများလာတယ်များကျွန်တော်တို့ဒီ way ဖြစ်သွားတာပေါ့ဟုတ်ကဲ့ပါဒါဆိုရင်ဒီနေ့ခန်းသားမှာအကြောင်းအကျောင်းမတရားနိုင်တဲ့တငယ်ချင်းတွေရောနောက်နေ့အတွက်ဖိတ်ခေါ်စကားလေးပြောပြပါအောင်နော်ဟုတ်ကဲ့အကြောင်းအကျောင်းကြောင့်မတက်ရောက်နိုင်တဲ့တငယ်ချင်းတွေအားလုံးကိုလည်းတို့တွေနောက်နှစ်ကျရင်တက်ရောက်နိုင်ပါစေလို့ကျွန်တော်ဆုလဲတောင်းပါတယ်။ပါဝင်နိုင်ပါစေလို့လည်းဆုတောင်းပေးပါတယ်။ ဟုတ်ကဲ့ပါမောင်လေးခုလိုအချိန်မေးဖေးကြပြီးရတဲ့အမတီဖိုးရုပ်သံလိုင်းကနေပြီးတော့ကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့အခုလိုလာရောက်မေးမြန်းတဲ့ MRD4 ကိုလည်းကျေးဇူးတင်ပါတယ်မင်္ဂလာပါရှင်။မင်္ဂလာပါခင်ဗျ။ဟုတ်ကဲ့ပါကိုအခုပထမဆုံးအနေနဲ့ဒီနေ့ခန္ဓာပြင်မြောက်ဖို့အတွက်ပေါ့နော်ကိုအနေနဲ့ဘယ်ပိုင်းကနေပြီးတော့အတောင်းဝင်ယူဆောင်ရွက်ပေးရလဲဆိုတာသိချင်ပါတယ်ရှင်။ဩကျွန်တော်ကတော့ဒီခန္ဓာပြင်မြောက်ဖို့အတွက်ကျွန်တော်ဒီပွဲလေးပြင်မြောက်အစီအစဉ်ပုံစံပြင်မြောက်ဖို့အတွက်ကျွန်တော်အခြေရင်တူနေရပါ။ ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ပွဲကြီးတစ်ခုလုံးအောင်မြင်ဖြစ်ပြဖို့အတွက်တကယ်ချင်းနေတဲ့ပူပေါင်းမှုစီစဉ်တဲ့အခါမှာအခက်အခဲတချို့ရှိခဲ့ရင်လည်းသိချင်ပါတယ်ရှင်ခက်ခဲတော့ရှိတယ်ဗျကျွန်တော်တို့ကြတော့ပွဲရပြီးတဲ့ចောင်းသားចောင်းသူတွေဆိုတော့ကလိုက်စုရတယ်အကုန်လုံးကဝန်လန်းနေလည်းရှိတယ်ပြီးတော့မိသားစုရတယ်ဟွာလူတွေရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့မှာဖုန်းတွေဆက်မှာခုနကကျွန်တော်တကယ်ချင်းပြောသလိုပဲဂရုတွေဖွဲ့ဖွဲ့ပြီးလိုက်စုလိုက်စုပြီးတော့မှကျွန်တော်တပတ်တစ်ခါမီတင်နေထိုင်ပြီးတော့ဒီဆရာဆရာဆရာမတွေအားရရနေအဲ့လိုလာညှိလာညှိအဲ့လိုလုပ်ရတယ်ဗျ ဟုတ်ကဲ့ပါရှင်ဒါဆိုလို့ရှင်နောက်နေ့နောက်နေ့တင်မှာအစရိယပူဇော်ပွဲကိုဒါကျင်းပသွားဖို့အစီအစဉ်ရှိပါလားပြီးတော့ဒီလိုမျိုးကျင်းပတဲ့အခါမှာနောက်နေ့တင်မှာပေါ့နော်ဒီနေ့မတက်ရောက်နိုင်ခဲ့တဲ့တငယ်ချင်းတွေကိုလည်းဒီနေရာကနေပြီးတော့ဖိတ်ခေါ်စကားလေးပြောပြပေးပါအောင်ရှင်ဟာဟုတ်ကဲ့အဲကျွန်တော်ပြောချင်တယ်ဗျာကျွန်တော်အခုဒီနေ့ပွဲကိုအဝေးရောက်နေတဲ့တငယ်ချင်းတွေရောနိုင်ငံခြားရောက်နေတဲ့တငယ်ချင်းတွေရောနေမှာတာဝန်ကျနေတဲ့တငယ်ချင်းတွေရောအလှငွေတွေဘန်းလွှဲပေးတယ်ဟိုလူကြုံနေနဲ့ထည့်ပေးတယ်အဲ့အတွက်မလာနိုင်တဲ့အတွက်ကြောင့်လည်းကျွန်တော်အဆင်မကောင်းပါဘူး နောက်နေ့လေးမှလည်းလာနိုင်အောင်ကြိုးစားကြပါနောက်ပြီးတော့ကျွန်တော်တို့နှစ်စဉ်နှစ်တိုင်းလုပ်ဖို့လည်းအစီအစဉ်တွေရှိပါတယ်ကျွန်တော်တို့ဒီဘတ်ဂျက်တစ်ခုအနေနဲ့ဘဏ်အကောင့်ဖွင့်ပြီးတော့ကျွန်တော်တို့ဟိုပတ်စံလေးစုမယ်ဆိုပြီးတော့နှစ်စဉ်နှစ်တိုင်းဥမာကျွန်တော်တို့လာတင်ရေးနေလည်းတတ်မှတ်ဖို့အစီအစဉ်တွေရှိပါတယ်ပြီးတော့ကျွန်တော်တို့နှစ်မှမဟုတ်ဘူးကျွန်တော်တို့ရဲ့အရင်နှစ်ကအကိုအမတွေရောနောက်နှစ်ကညီညီညီမတွေရောအတူပါဝင်ပေါင်းသိနိုင်မှုအတွက်မျှော်လင့်ပါတယ်ကျေးဇူးလေးကျေးဇူးပါတယ် ုတ်ကဲ့ပါရှင်ဒါဆိုလို့ရှင်အခုလိုမျိုးဒါအရှွေရပူဇော်ပွဲကျင်းပပြုလုပ်တဲ့အခါမှာကိုယ့်ရဲ့ဒါကွဲကွာသွားတာဂျာပီဖြစ်တဲ့ဆရာကြီးဆရာမကြီးနေလည်းပြန်လည်းတွေ့ဆုံရတယ်။ကိုယ့်ရဲ့တငယ်ချင်းဟောင်းနေလည်းပြန်ပြီးတွေ့ဆုံရတဲ့ပုံမှာအခုရဲ့ဝမ်းသာပီးဒီစကားတောင်လည်းကြားချင်ပါတယ်ရှင်။ဟုတ်ကဲ့အာကျွန်တော်အတိုင်းမသိပါပါဗျကျွန်တော်ဒီနေ့လိုမျိုးပွဲလေးဖြစ်ဖို့အတွက်ကိုအိမ်မက်လေးစိတ်ကူးလေးအများကြီးရင်ခဲ့ပူပါတယ်ကတော့လဲကတော့ကျင်ပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဟိုအကြောင်းတက်လုံးကစိတ်နဲ့ပဲဖြစ်ဖြစ်ကိုလီလေးကပဲဖြစ်ဖြစ်နှုတ်နဲ့ပဲပြင်မာခဲ့တယ်အများကြီးရှိပါတယ် ခုလိုပွဲလေးဖျက်မြောက်တာကိုအရင်အတိုင်းမသိဘူးဝမ်းသာပီတိဖျက်မိပါတယ်လို့ပြောညင်ပါတယ်ဟုတ်ကဲ့ပါကိုအခုလိုမျိုးလောက်တဲ့အမားလက်တဲ့ဂျာရီကနေလာပြီးတော့ဖြည့်ချပေးရတဲ့အတွက် MRD4 ရောက်တန်လန်းကနေပြီးတော့ကျေးဇူးများကြီးတင်ပါတယ်ရှင်။ဟုတ်ကဲ့ကျွန်တော်တို့ကလည်း MRD4 ရောက်တန်လန်းကိုကျေးဇူးများကြီးတင်ပါတယ်။ဘာကြောင့်လဲဆိုတော့ရောက်တန်လန်းကတစ်ဆင့်ကျွန်တော်မရောက်ရှိတဲ့တငယ်ချင်းတွေရောနောက်နောင်နောင်သားတွေအတွက်ကိုဟိုကြုံကြပေးသလိုအတီးပေးသလိုဖြစ်တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ် MRD4 လည်း။အခမ်းအနားပြီးမြောက်ကြောင်းကျင်းညာပြီးချိန်မှာတော့ဆရာကြီးဆရာမကြီးများကို အကျွေးမွေးများနဲ့တဲခင်အေခန်ကကျောင်းသားဟောင်းများကလည်းပျော်ရွှင်စွာနဲ့မိတ်ဆုံတုံးဆောင်ရင်းရန်ကုန်နောက်ပိုင်းတက္ကသိုလ်2003မှ2006ကုံထုပ်ဓာတုဗေဒပွဲရကျောင်းသားကျောင်းသူများရဲ့အာဆူရီယာပူဇော်ပွဲအခမ်းအနားအောင်မြင်စွာပြမြောက်ခဲ့ပါတယ်ရှင်။ကြီးစုသူပြိသက်ပေါင်းနဲ့မင်္ဂလာရှိသောနေ့ရက်များစွာကိုအောင်မြင်ပျော်ရွှင်စိတ်ချမ်းမြေ့စွာနဲ့ဖြတ်သန်းနိုင်ကြပါစေရှင်။ Yes, yeah. Yes, yeah.